Hello မင်္ဂလာပါတာတို့တမျိုးရေ teacher ရဲ့ grade 3တင်ချအတန်းလေးကနေပြန်လေးကြိုဆိုလိုက်ပါတယ် teacher တို့အခု video လေးကတော့ video number 3ဖြစ်ပါတယ်เนาะအဲ့တော့ video number 3လေးကိုမသွားခင်မှာအရှိက video number 2မှာတို့တွေဘာတွေသင်ခဲ့လဲဆိုတာကိုပြန်ပြောကြည့်ကြရအောင်เนาะဟုတ်ပြီအဲ့ဆိုရင်တာတို့တမျိုးရေ teacher တို့က video number 2မှာဆိုလို့ရှိရင် နော်အဲ့တော့ဘာတွေသင်ခဲ့လဲဆိုရင်ဒီချေတို့ကတရားအုပ်စုဘယ်နှစုလဲအာတရားအစာနဲ့ရေးထားတာကိုဥမာ25ရာတရားအုပ်စု25စုအဲ့ဒါကဘာကိန်းလေးလဲဆိုတာကိုဒီချေတို့လုတ်ခဲ့ကြတယ်အဲ့ဒီလိုပဲကိန်းကိုဒီချေတို့ပြန်ပြီးတော့မှရာအုပ်စုနဲ့ပြန်ပြောခဲ့ကြတယ်နော်အဲ့ဒါလေးပြီးသွားပြီဆိုတော့ဒီနေ့ဒီချေတို့ကအာပြီးသွားတော့နောက်ထပ်တစ်ခုဒီချေတို့လုတ်ခဲ့ကြသေးရဲ့လीနော်နောက်ထပ်တစ်ခုကဘာလေးလဲဆိုရင်ဒီချေတို့တတောင်းနော်တတောင်း တထောင်အုပ်စု10စုတထောင်အုပ်စု10စုကိုတီချဲတို့တသောင်းလို့ခေါ်ပါတယ်အဲ့တော့တသောင်းအထီကိန်းလေးတွေကိုတီချဲတို့လေ့လာခဲ့ကြရတယ်အာနှိုင်းရှင်ခဲ့ကြရတယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်ဒီနေ့တီချဲတို့နံပါတ်6ကိုသွားကြရအောင်ဟိအဲ့တော့တအားလို့သမီးတို့ရေနံပါတ်6 ဘောလုံးပွဲတစ်ပွဲအတွက်လက်မှတ်တွေကိုအောက်မှာပြထားတဲ့အတိုင်းပြင်ဆင်ထားပါတယ်။လက်မှတ်အားလုံးဘယ်နှဆောင်ရှိတယ်လဲ။ကဲဒီမှာပါတချို့လိုလက်မှတ်တွေအများကြီးရှိပါတယ်ရှင်။အဲ့ဒီလက်မှတ်တွေကအားလုံးဘယ်နှဆောင်ရှိတယ်လဲတဲ့သူကမေးထားပါတယ်။လက်မှတ်တွေကိုကြည့်လိုက်တဲ့အခါမှာတထောင်အုပ်စုတွေကိုလည်းစီထားတယ်၊တရာအုပ်စုတွေ၁၀အုပ်စုတွေ၊ခုအုပ်စုတွေကိုလည်းစီထားပါတယ်ရှင်။ဟုတ်ပြီအဲ့တော့အရင်ဆုံးနမကကြီးအဆင့်အနေနဲ့လက်မှတ်တွေကိုအဆောင်ကြီးတထောင်တို့ဖွဲ့ဘယ်နှထုတ်ဖွဲ့နိုင်တယ်လဲ။တထောင်တို့ဖွဲ့မယ်။တထောင်တို့ဖွဲ့မယ်ဆိုတော့ တထောင်ဆိုတာက တထောင်အုပ်စုဘယ်နဲ့ဆိုလဲ10စုရေးကြည့်မယ်နော်1 2 3 4 5 6 9 8 9 10ဟုတ်ပြီအဲ့တော့တထောင်အုပ်စုတစုရပါပြီဒီမှာလည်းတထောင်အုပ်စုတစုရှိပါတယ်ရှင့်အဲ့ဒါဆိုရင်လက်မှတ်တွေကိုအဆောင်ရေးတထောင်ထုတ်ဖွဲ့ရင်ဘယ်နှစ်ထုတ်ဖွဲ့နိုင်တယ်လဲဒီချေတို့နှစ်ထုတ်ဖွဲ့နိုင်ပါတယ် ဟုတ်ပြီเนาะတတောင်းတော့နှစ်ထုပ်အဲ့ဒီလိုမျိုးတတောင်းအုပ်စုနှစ်စုရှိတာကိုနှစ်တောင်းလို့ခေါ်ပြီးတော့စာနဲ့ရေးရင်နှစ်၃ည၄လုံးနဲ့ရေးရပါတယ်ရှင့်ပြန်ပြောမယ်เนาะတတောင်းအုပ်စုနှစ်စုရှိတာကိုဘာလို့ခေါ်တယ်လဲနှစ်တောင်းသူ့ကိုကိန်းနဲ့ရေးရင်ဒီချက်မှားသွားတယ်เนาะကိန်းစာနဲ့ရေးတာမဟုတ်ဘူးကိန်းနဲ့ရေးဘာလို့ရေးရလဲနှစ်တောင်းနှစ်၃ည၄လုံးလို့ရေးရပါတယ်ရှင့် ဟုတ်ပြီနော်โอเคအဲ့ဒါလေးကိုဒီချေတို့ကမင်းတို့ရဲ့မှတ်စုစာအုပ်လေးထဲမှာဒီချေကိုရေးပြပအောင်ရှင်အဲ့တော့တတို့တမတို့ရဲ့မှတ်စုစာအုပ်ကလေးထုတ်မှတ်စုစာအုပ်လေးထုတ်ပါဇာမျက်နှာအစ်မှာပဲဖြစ်ဖြစ်အဲရှေ့ကပြီးသွားတဲ့လေ့ကျင့်ခန်းရဲ့အောက်မှာပဲဖြစ်ဖြစ်ရေးလို့ရပါတယ်ရှင်ကဲအဲ့တော့ရေးကြရအောင်တတို့တမတို့ရဲ့တတောင်းအုပ်စုဘနစုလေနတ်စု ဲ့ဒါကိုဘာလို့ခေါ်တယ်လဲဒီကျေရိုနှစ်တောင်းလို့ခေါ်ပါတယ်ရှင်နှစ်တောင်းအဲ့ဒီနှစ်တောင်းကိုရေးခြင်းဘယ်လိုရေးရလဲနေတုံညာဘယ်နှလုံးလဲဒီနေ3 4တုံညာ4လုံးဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဒါလေးကိုဒီကျေကိုပေါင်းလေးခတ်ပြီးပါအောင်ရှင်ပေါင်းလေးခတ်ပြီးပါ box လေးဖြစ်သွားအောင် လုပ်ပြီးပါ yes ရပါပြီเนาะ โอเคပြီးတော့ပြီဆိုရင်တော့ဒီကျေတို့ဖတ်စာအုပ်ကလေးကိုတော့ပြန်ကြည့်ကြရအောင်တရံအဲ sorry เนาะခဏလေးပါ โอเคအဲ့တော့ teacher တို့ဖတ်ဆောင်လေးကိုပြန်ကြည့်လိုက်တဲ့အခါမှာအောက်ဒီလက်မှတ်လေးတွေကတသားအုပ်စုနှစ်စုရယ်ပြီးတော့ဘယ်နှထောင်ရှိရလဲ4000ပြီးတော့3133456ဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ်တသားအုပ်စုနှစ်စုရယ်4336ရယ်ဟုတ်ပြီနော်အဲ့တော့ တထောင်စုနှစ်စုက2000အဲ့ဒီ2000နဲ့4316ကိုဘာလို့ခေါ်တယ်လဲဆိုရင်ဒီကျေရိုးတွေက2416လို့ခေါ်ပါတယ်ပြန်ပြောမယ်နော်ခုနက2000ရဲ4316ရဲ့ကိုဘာလို့ခေါ်လဲဆိုရင်2416လို့ခေါ်ပါတယ်ရှင်ညမလား โอเคအဲ့တော့အဲ့ဒီ24316ကို teacher တို့ဂိတ်နဲ့ရေးကြည့်ကြရအောင်ဂိတ်နဲ့ရေးဖို့အတွက်အန်တို့ရဲ့အဆင့်အတိုင်း procedure အတိုင်းဂျေရုကနေရာပြနေရာပြတန်ဖိုးလေးတွေပေါ့နော်နေရာလိုက်တန်ဖိုးလေးတွေကိုပြတဲ့ဇယောက်ကထဲမှာထည့်လိုက်ပါမယ်တတအုပ်စု2စုဆိုတော့1တထောင်အုပ်စု4စုဆိုတော့4တရာအုပ်စု3စုဆိုတော့3တစ်ဆယ်အုပ်စု3စုဆိုတော့1 ခုအုပ်စုလေးက6ခုရှိပါတယ်အဲ့ဒါကိုဒီချေတို့ကကိန်းနဲ့ရေးမယ်ဆိုလို့ရှင်เนาะ2 4 3 1 6လို့ရေးရပါတယ်ရှင်အဲ့ဒီ2 4 3 1 6မှာပါတဲ့ဒီ2ကလေဘာကိုဖော်ပြလဲဆိုဘယ်နေရာမှာရှိလဲဆိုရင်တောင်းနေရာမှာရှိပြီးတော့ဘာကိုကိုစားပြုတ်တယ်လဲနှစ်တောင်းကိုကိုစားပြုတ်ပါတယ်เนาะအဲ့ဒါလေးကိုတည်ရပါမယ်ရှင်အခုဆိုလို့ရှင်ဒီချေတို့ကတတောင်းအထက်ကိန်းလေးတွေကိုဒီချေတို့ဆက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်ဟုတ်ပါပြီရှင် ဲ့တော့တအားတို့တမလို့ရေဒီချဲတို့နံပါတ်7ကိုသွားကြရအောင်ဇရာမှာပြထားတဲ့ဂိမ်ကိုဖတ်ပြီးတော့ရေးပါတဲ့ Okay အဲ့တော့ဇရာွက်လေးနေရာလိုက်တံမှုပြတဲ့ဇရာလေးအဲ့ဒီဇရာမှာပြထားတဲ့ဂိမ်လေးကိုဒီချဲတို့ဖတ်ပြီးတော့မှရေးရပါမယ်ရှင်အရင်ဆုံးကြည့်ရအောင်အဲ့တော့တထောင်အုပ်စုဘနစုလဲ၄စုဖတ်စာအုပ်ထဲမှာရေးပါမယ်တထောင်အုပ်စုဘနစုလဲရေးကြည့်ပါအောင်ဟေ့ဟုတ်တယ်ခနစုရာအုပ်စုရှိသလားမရှိဘူးတဆယ်အုပ်စုကဘနစုလဲတအားတို့တမလို့ရေးကြည့်ပါအောင် ကိုစုခုနေရာမှာရှိတလားမရှိဘူးအဲ့ဒီဂိတ်လေးကိုဒီကျတော့အရင်ဆုံးဖတ်ကြရအောင်အောက်ကနေအပေါ်ကိုဖတ်ပါမယ်၄9090ပြန်ပြောမယ်၄9090ဟုတ်ပြီနော်အဲ့တော့အဲ့ဒီဂိတ်လေးကိုဒီကျတော့ရေးမယ်၄9090ဖြစ်ပါတယ်ရှင့်ဖတ်စာကိုထဲမှာပဲရေးလိုက်ကြရအောင်ရပါပြီတာ โอเคပြီးသားပြီဆိုရင်เนาะနံပါတ်73သွားကြပါမယ်နံပါတ်73ကဂိမ်းတွေကိုရေးပြီးဖတ်ပါဒီချေရိုတွေဂိမ်းတွေရေးကြမယ်ပြီးသားရင်ဖတ်ကြမယ်เนาะအဲ့တော့ဒါတို့သမလို့ရဲ့စာအုပ်ထဲမှာနံပါတ်73လို့တက်ပေးပါရှင့်ဟုတ်ပါပြီအဲ့တော့နံပါတ်73လို့တက်ပေးပါโอเคအဲ့တော့ဒီချက်ပုံစံလေးကိုတောက်ယူပေးမယ်ဒီမာကြီး yes 73လို့တက်လိုက်ပါဟဲ့အတူတူတက်ရအောင်73အဲ့ဒီ73ရဲ့ instruction လေးကိုဒီချက်တို့ဖတ်ကြည့်ကြမယ်ဟဲ့ဒါတို့တမလို့ရေဒီချက်ကိုဖတ်ပေးပါအောင်ဂိမ်းတွေကိုရေးပြီးဖတ်ပါဟုတ်ပြီအဲ့တော့ကာကြီးနဲ့ခါခွေးနှစ်ပုတ်ရှိပါတယ်ကာကြီးလေးကိုအရင်ရေးရအောင်အဲ့ဒါကြောင့်ကာကြီးလို့တက်ပါမယ်ပြီးတော့ရင် ပုတ်စာလေးကိုကူးပါမယ်ရှင်ဒီချက်ကတော့ဒီလိုကူးလိုက်ပြီး မင်းတို့ကတခြားကူပေးနော်အဲ့တော့ဗီဒီယိုလေးကိုခဏလေးရက်ပြီးတော့ကူပေးပါပြီးတော့ပြီဆိုတော့မှဗီဒီယိုလေးကိုပြန်ဖွင့်ပါနော် yes အဲ့တော့တို့တွေဒီကရက်ဗီဒီယိုနံပါတ်2မှာလုပ်ခဲ့တဲ့အတိုင်းပဲပေါ့နော်အဲ့တော့ဒီဟာလေးကိုတို့တွေကဘာလုပ်မလဲအရင်ဆုံးရေးမယ်ဂိမ်းဖြစ်အောင်အရင်ဆုံးရေးမယ်ပြီးတော့မှဖတ်မယ်ဒီတစ်ခါသူကရေးပြီးတော့မှဖတ်ပါလို့ပြောထားတာပါအဲ့တော့သူ့ကိုဂိမ်းဖြစ်အောင်ရေးမယ်ဆိုတော့တီချာတို့ကထုံးစံအတိုင်းနေရာလိုက်တန်မှုဇာတ်ကွက်လေးချလိုက်ပေါ့နော်1 2 3 4 5 5ကွက်ပေါ့ရှစ် ne tong le nga ဟုတ်ပါပြီအဲ့ဒါဆိုရင်နေရာလိုက်တမိုးလေးတွေကိုထည့်မဟိခု10ဒီချက်မြန်နေလို့ရှင်ဗီဒီယိုလေးရက်ပြောလိုက်လို့ပြီเนาะရာထောင်တောင် โอเคเนี่ยไล่ตําโมလေးတွေထည့်ပြီးသားပြီဆိုရင်သူ့နဲ့သက်ဆိုင်ရာကဏ္ဍလေးတွေထည့်ကြရအောင်ခွန်းနဲ့တောင်းဆိုတော့တောင်းနေရမှာခွန်း9000ောင်းဆိုတော့ထောင်းနေရမှာကို900ဆိုတော့ရန်နေရမှာငါ20ဆိုတော့10နေရမှာ13ဆိုတော့တော့အဲ့ဒါလေးကိုဒီချေတို့ဘာလို့ကြာမှာလဲဖက်ကြည့်အအရင်ဆုံးရေးကြည့်ကြရအောင်เนาะအရင်ဆုံးရေးပါမယ်အဲ့တော့ရေးမယ်ဆိုတော့ဂိမ်းဖြစ်အောင်ရေးမယ်9 9 9 တော့ဟုတ်တလားဟိဟုတ်ပြီနော်โอเคခဏနော်ဒီချက်ဗီဒီယိုကဟုတ်ပြီအဲ့တော့ဒီချက်ရုကဂိမ်းလေးရေးပြီးသားပြီဆိုတော့အဲ့ဒီဂိမ်းကိုဖတ်ကြရအောင်အရင်ရေးတယ်ပြီးတော့မှဖတ်ပါမယ်ဖတ်ရအောင်9,000 9,000 3ဖြစ်ပါတယ်เนาะပြန်ဖတ်ကြအောင်8923ရပါပြီရှင်ဒါဆိုရင်ဒီချေတို့ပြီးသွားပြီဆိုတော့မြင်းလေးပြိလိုက်ပါပြီးသွားရင်နမခခွေတွေ့ကြရအောင်ဟိခခွေနမခခွေကိုလှုပ်ကြည့်မယ်အဲ့တော့ခခွေလေးပါရှင်ခခွေကေတာရုတမနုရေအရင်ဖတ်ပြပါအောင်ဟိ 8400ဖြစ်ပါတယ်အဲ့ဒါကိုဒီ chair တွေကကိန်းရေးမယ်ပြီးတော့ဖတ်မယ်နော်ဟုတ်ပါပြီအဲ့တော့အရင်ဆုံးကိန်းရေးကြရအောင်ကိန်းရေးဖို့အတွက်နေရာလိုက်တံမှုဇာတ်လေးကိုဆွဲပါမယ်ခု10ရာထောင်းတောင်းအဲ့တော့ဒီ chair ပုံနေတော့ဒါလေးဖြတ်မှာပေါ့ဟုတ်ပါပြီအဲ့တော့ခု10ဒီ chair ခုပဲရောက်သွားနော်ရာထောင်း down okay အဲ့ဒါလေးကိုဒီချေတို့တမိုးလေးတွေထည့်ပါမယ်၈တောင်းဆိုတော့တောင်းနေရမှာ၈၄ညာဆိုတော့ညာနေရမှာ၄ကျန်တဲ့နေရာတွေမှာ၃ညာတွေထည့်လိုက်ပေါ့ကဲအဲ့ဒီကိန်းလေးရေးကြရအောင်၈၃ညာ၄၃ညာ၃ညာဒီကိန်းလေးကိုဘယ်လိုဖတ်မှာလဲ၈တောင်း၄ရာလို့ဖတ်ပါရနော်၈တောင်း၄ရာဖြစ်ပါတယ်နားလေးပါတလား ဟုတ်ပါပြီအဲဆိုရင်တတောင်းအထက်ကိန်းလေးတွေကိုဒီချေရူအဲနေရာလိုက်တမှုစရာကွက်လေးတွေမှာထည့်ပြီးတော့စာနဲ့ရေးသားထားတာကိုတို့တွေကိန်းနဲ့ရေးတက်သွားပါပြီရှင်။ကဲဒီတစ်ခါလည်းနောက်တစ်တစ်ခုပါဟိ။အဲ့တော့ဆက်သွားကြရအောင်နံပါတ်14နံပါတ်14ခုနကတီချယ်တို့လုတ်ခဲ့တာကကြတော့ဗာလေးလဲဆိုရင်အာတီချယ်တို့က အုပ်စုတွေနဲ့ပေါ့နော်အဲ10အုပ်စု100အုပ်စု1000အုပ်စု1000အုပ်စုအဲ့လိုလေးတွေကိုဒီချေတို့ကဂိတ်နဲ့ရေးတာပါဒီတက်ခါစာနဲ့ရေးသားထားပါတယ်စာနဲ့ရေးသားထားတာကိုဒီချေတို့ကဂိတ်နဲ့ပြင်ရေးပေးရပါမယ်ရှင်နံပါတ်14မို့လို့မင်းတို့ရဲ့တင်ကြားတွက်တဲ့စာအုပ်မှာ14ပုံမှာကဲကာကြီးဟိကာကြီးမိကုန်းလေးကိုလိုက်ပါဟိဒီချေတို့လောက်ခိုင်းနဲ့ကာကြီးမိကုန်းလေးကိုပါမယ် yes င်းတို့ကတော့မပြီးသေးလို့ရှင်ဗီဒီယိုလေးကိုရက်ပြီးတော့ကူပေးပါရှင်အခုဒီချက်ကတော့ကူပြီးသွားပါပြီအဲ့တော့တို့တွေလုံနေကြအတိုင်းနေရာလိုက်တမှုဇာကွက်လေးချမယ်ခုစေရထောင်းတောင်းဟုတ်ပြီနော်အဲ့တော့ထည့်ပြီးခုစေရထောင်းတောင်း ဟုတ်ပါပြီရှင်အဲ့တော့ကစားရအုပ်စုလေးတွေကိုထည့်ပါမယ်9000ဆိုတော့တောင်းနေရာမှာခွန်နဲ့6000ဆိုတော့ထောင်နေရာမှာ6နှစ်ရာဆိုတော့ရာနေရာမှာ2 50ဆိုတော့59ဆိုတော့စနေရမှာ9ခုနေရမှာကိုအဲ့ဒါလေးကိုကိန်းနဲ့ရေးပါမယ်ခဏတောင်း6259ရပါပြီလမ်းရှင် ဟုတ်ပါပြီเนาะအဲ့ဒါပြီးသွားပြီဆိုရင်ဒိုရီမြင်ပိတ်မယ်နမတ်ခါခွေဟိနမတ်ခါခွေမေကွန်လေးကိုပိုက်ကိုပိပါနမတ်ခါခွေအပီတချက်ဗီဒီယိုလေးနည်းနည်းဟန်းနေတယ်နဲ့တူရနော်ဟုတ်ကဲ့ရပါပြီရှင့်အဲ့တော့နမတ်ခါခွေခါခွေလေးကိုကူးလိုက်ပြီဆိုရင်အရင်ဖက်ကြည့်ပေးပါအောင်4032 ၄၃၂အဲ့ဒါလေးကိုမင်းတို့လုပ်နေကြတိုင်းပဲဇာကွက်ဆွဲမယ်ဂိမ်းလေးတွေရေးကြရအောင်เนาะဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့ကိုယ့်ဘာသာကိုအရင်ဆုံးစူးစမ်းကြည့်ပြပါပြီးတော့မှဒီချက်နဲ့အတူတူအဖြေတိုက်ပါမယ်ချက်ဗီဒီယိုလေးရက်လိုက်ပါအောင်ဟဲ့အဲ့တော့ပြီးသွားပြီလို့ထင်ပါတယ်ဒီချက်နဲ့အတူတူဆက်အဖြေတိုက်ကြည့်ကြရအောင်ခု10ရာထောင်းတောင်းโอเคအဲ့တော့နေရာလိုက်တံမိုးတွေထည့်ပြီးခု10 霞长荡。ဒါတော့တမလို့ရေ၄တောင်းဆိုတော့တောင်းနေရမှာလေ30 32ဆိုတော့10နေရာမှာ3ခုနေရာမှာ2ဂျန်နေနေရာတွေမှာ3ညတွေကိုထက်အဲ့ဒီဂိမ်းလေးကိုရေးရအောင်၄တောင်း32ဖြစ်ပါတယ်ရှင်မင်းတို့တုတ်ထားတာနဲ့ရောတူရဲ့လားအဆင်ပြေရဲ့လား ဟုတ်ပါပြီအားဆိုရင်ဒီချက်တို့နံပါတ်ကငယ်သွားကြရအောင်ဟိမြင်ပိတ်မယ်တပုတ်ပြီးတပုတ်တေတေတက်တက်လေးနဲ့တို့တွေမြင်ပိတ်ကြမယ်နော်နံပါတ်ကငယ်ကကငယ်ပုံစံလေးကိုရေးကြရအောင်ကငယ်က3800ဖြစ်ပါတယ်3800ကဲတော်တို့တို့ရေထုံးစံအတိုင်းဒီဒီချက်ရဲ့ဗီဒီယိုလေးကိုဘာလို့ပြရမလဲဆိုလို့ရှင်ရက်ပြီးတော့အာလုတ်ပေးပါအောင်ရှင်မင်းတို့ဘာသာစူးစမ်းကြည့်ပေးပါအောင်ရက်လိုက်ပါ ပြီးသားပြီဆိုရင်တော့ဒီ channel တူတူဖြည့်တိုက်ကြည့်ကြရအောင်အဲ့တော့နေရာလိုက်တက်မှုဇာတ်ကွက်ဆွဲပြီးခုစေရာထောင်တောင်အဲ့တော့ထည့်ပါပြီဒီဇာတ်ထည့်ပါပြီခုစေရာထောင်တောင် ဟုတ်ပြီအဲ့တော့3000ဆိုတော့တောင်းနေရာမှာ3 8ရာဆိုတော့ရာနေရာမှာ8ဂျန်နဲ့နေရာတွေမှာ3ညတွေကိုထည့်ရပြီနော် okay အဲ့ဒီဂိမ်းလေးကိုတို့ရေးရေးကြရအောင်ဒါတို့သမလို့ရေး3000 8ရာဖြစ်ပါတယ်ကေမင်းတို့လောက်ထားရနေရောတူရက်လား ဟုတ်ပြီအဲ့တော့အဆင်ပြေတာတူွားတယ်ဆိုလို့ရှိရင်တော့ဒါကโอเคပါတယ်ရှင်အဲ့တော့အာတင်ချာကလေတိချက်ပြောပြတဲ့နီလေးတွေအတိုင်းအစ်စ်အတိုင်းလိုက်လို့လို့ရှင်မရเสียဘာအကြောင်းမှမရှိဘူးเนาะအဲ့တော့တိချက်တို့လုံးနေကြ procedure အတိုင်းပဲတိချက်ကိုလုတ်ပြပါရှင်เนาะအကယ်၍မရဘူးခက်ခဲနေရဆိုရင်တိချက်ဗီဒီယိုလေးကိုအာအနောက်ကိုပြန်ရစ်ပြီးတော့မှကြည့်ပြီးတော့ပြန်ပြီးတော့လေ့ကျင့်ပေးပါเนาะโอเคအာဆိုရင်ပြီးသွားပြီဆိုရင်เนาะတိချက်တို့ number 15ကိုတွားကြရအောင်ဟိ number 15 နံပါတ်15ကဘာလေးလဲဆိုရင်ကိန်းတွေကိုဖတ်ပါ။ကဲဒီချေတို့စူးစမ်းပြီးတော့ဖတ်ကြည့်ကြရအောင်။ဖတ်ကြည့်တောင်းဟိနံပါတ်ကကြည့်။ဘယ်လိုလေးဖတ်မလဲ။ခူးစေရာထောင်တောင်းအဲ့တော့9839ဟုတ်ပြီနော်။နံပါတ်ခကွေးဟိဖတ်ကြည့်ပါအောင်။ခူးစေရာထောင်တောင်းအဲ့တော့5000 6000 59โอเคနံပါတ်ကငေဟိ ဖတ်ကြည့်ပါအောင်ခုစေရာထောင်တောင်းအရော၃ထောင်၈ထောင်နမကကြီးဟိဖတ်ကြည့်ပါအောင်ဟုတ်တယ်၆ထောင်လေအဲ့တော့ဖတ်ဖို့အတွက်ခက်ခဲရှိရဆိုရင်ဒီကျဲရဇာတ်ကွက်ဆွဲပြီးဖတ်ကြမှာပေါ့နော်အဲ့တော့ဒါတို့သမတို့ရေနံပါတ်15ပုံမှကာကြီး9 10 9 10ကိုအဘီထုံးစံအတိုင်းတို့ရေဇာတ်ကွက်ဆွဲပါမယ် 苦涩呀，尝尝。好，比诺，特别嘿。苦哦、oh,，sorry 吧。苦涩呀，尝尝。OK，大家好，谢谢您，宝贝。我是你这 ကိုတချို့ဖတ်ပြပေးပါအောင်အောက်ကနေပေါ်ဖတ်မယ်9810ကိုနောက်တစ်ခေါက်ပြန်ဖတ်မယ်9810ကိုရပြီလားပြီးတော့ပြီဆိုရင်မြင်ပိတ်လိုက်ပါမြင်ပိတ်ပြီးတော့နံပါတ်ခါခွေးပါဟိနံပါတ်ခါခွေးခါခွေးလေးက9639ခွနဲ့ဟုတ်ပြီဒီချက်ဗီဒီယိုလေးကိုရပ်ပြီးတော့လုတ်ပေးပါနော် LGB ပါဖတ်ကြည့်ပေးပါ Okay ရပြီဆိုရင်တော့ဒီချဲလောက်တာလေးကိုလိုက်ကြည့်ပေးပါရှင့်ရေးပါပြီခုစေရာထောင်တောင်ကဲထဲပါပြီကို6 3ညာ9ခွနစ်ကဲဖတ်ကြည့်ရအောင် cú tăng chào chào ngã sẽ khỏe nè nào các không mẹ cú tăng chào chào ngã sẽ khỏe nè ok xin chị ơi là xin chị rồi nè mà gang nghề tao mới hi nè mà gang nghề cả tông sĩ tông nhà tông lộ cái gì áo quần xem mẹ cú sẽ giá chào tao ai rồi cú sẽ 牙床到，好吧，微信艾罗特加呀啊，到是豆芽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 ，OK，第几里有拍几包？嘿，我讲你不拍吧没？东到是长七八嘞喏，给拍路亚耶啦，那都靠边拍几包哦，东到是。 ထောင်ရပါပြီရှင်။အားဆိုနံပါတ်ကငယ်ပြီးတော့နံပါတ်ဂါကြီး။နံပါတ်ဂါကြီးက6393934ရဖလို့တရင်ဖတ်မယ်ဖတ်လို့အဆင်မပြေဘူးဆိုရင်ဒီချန်နဲ့တူတူဇာတ်ကလိုက်ဆွဲပြီးတော့ဖတ်ပါမယ်နော်ခုဇေရာထောင်တောင်းရက်မြင်းရင်းရှိရှိဝါမယ်နော်အဲ့တော့ရေးပါပြီခုဇေရာ 桥到。ကဲဟိုဗီတမင်ဟိချောင်းတုံညာတုံညာတုံညာလေအဲ့တော့ဖတ်ပါမယ်ချောင်းတောင်းလေခက်ကြည့်ပါအောင်ချောင်းတောင်းလေရပါပြီရှင့်အဲ့တော့ဂိတ်ညီဖတ်ရတော့အဆင်ပြေရဲ့လားဟုတ်ပြီနော်အဲ့တော့ဒီချဲရုနံပါတ်16ကိုသွားကြရအောင်ဟိသားတို့သမီးတို့ရဲ့နံပါတ်16 instruction လေးဖတ်ပါအောင် ဂိမ်းတွေကိုစာနဲ့ရေးပါဒီတက်ခါသူကဂိမ်းလေးတွေပေးထားတယ်အဲ့ဒါတွေကိုစာနဲ့ရေးပြရမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီအဲ့တော့မင်းတို့ရဲ့သင်ကြားစာအုပ်မှာ16ပုံမှလို့တက်ပေးပါကာကြီးတွက်မှာဆိုတော့ကာကြီးအဲ့ဒီဂိမ်းလေးကိုကူးရေးပေးပါဟိ3 4 8 9 5စာနဲ့ရေးမယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်တီချာတို့ကနေရာလိုက်တံမိုးပြရဲဆရာကွက်ဆွဲပါပြီခု၁၀ရာထောင်းတောင်းဟုတ်ပါပြီအဲ့ဒီတော့ဒါလေးကခု 谁家查、到，这,这给你的听没？到、alım, 里、是、你啊，这三字一家呀啊嘿。东到东到，说了都里不录音嘛嘞。东到，大字点长点东，为生那老包东，到卫生大一长点的，到卫生哦，到卫生。 大。以前俺的当为啥那龙帮当东当嘿，以前的不如你骗你懂，喏、no?。အဲ့တော့ဒီနားလေးကိုပြင်ရမယ်၃တောင်ပြီးသားတော့ လေးချောင်းလေးချောင်းစပေးချာနော်တဝဲတို့လာရေးလေးဝေစံနှလုံးပေါင်းလေးတဝဲတို့တဆနူရေးချောင်းငါတချောင်းလေးချောင်းပြီးတော့ရှေရရှေရရကောင်ဟတ်တုဆက်တဲ့ရှေရကောင်ရေးချာရရှေရပြီးတော့နန်ဆဲနာငယ်ဟတ်တုဆက်တဲ့နစ်စာလေးရပလက်တဲ့ဆဲနန်ဆဲပြီးတော့ငါငါရေးချာဝေစံနှလုံးပေါင်းငါအလုံးပြီးတော့ရင် နောက်ဆုံးရဲ့အရှိမအောက်ကမြင့်ကိုထက်ရပါပြီလား ်ဟုတ်ကဲ့ပြီးသားပြီဆိုရင်မြင်းလေးပိတ်ကြရအောင်ဒီကျေတို့နမခါခွေတော့ကြမယ်ဟိခါခွေမေကွန်ကူပေးပါ yes ဒီချေကကူပြီးပါပြီးထုံးစံအတိုင်းဘာလို့ကြောက်မှာလဲဇရာခွဲဆွဲမင်းအရောမင်းတို့ကဒီချေရဲ့ဗီဒီယိုလေးကိုရက်ပြီးတော့လုတ်ပေးပါရှင့်လုတ်ပေးပါပြီးတော့မှအဖြေတိုက်မယ်နော်ဟုတ်ပြီလုတ်ပြီးပါပြီဆိုရင်ဗီဒီယိုလေးကို like ကြည့်မယ်ခု10 9 8 7 6 5 4 3 2 1 ရာထောင်တောင်ထည့်ပါပြီရှင်။ Editor ခုစေရာထောင်တောင်ဟုတ်ပြီနော်။အဲ့တော့ထည့်မယ်၊ဂိမ်းလေးတွေထည့်မယ်။6 5 3ညာ3လုံးဟုတ်ပြီအဲ့ဒီဂိမ်းကိုစာနဲ့ရေးကြမယ်ဟိစာနဲ့ရေးကြရအောင်6တောင်းတဝေထုံး ခါခွေရရရေးချကတာ6တဝေထူတာရေးချငယ်တဲ့တောင်းဝေဇနှလုံးပေါင်းတောင်း6တောင်း9ရ9ရေးဝေဇနှလုံးပေါင်း9ရကရေးချရ9ရပြီးတော့ရေးစရာရှိသေးလားမရှိတော့ဘူးဒါပဲတုံညာတွေကရေးစရာမလိုဘူးနော်မင်းတို့ရေးထားတာနဲ့တူရဲ့လားဟုတ်ပါပြီခောက်ခွေပြည်ရင်တို့တွေကငင်ဆက်သွားကြရအောင်ပြီးတော့ရင်မြင်ပေခောက်ငင်ဆက်သွားကြမင်း yes editor ဒီပါပါဟုတ်ပြီဒီချက်ဗီဒီယိုလေးရက်ပြီးတော့မင်းတို့ဘာသာစူးစမ်းကြည့်ပါဇာတ်ကွက်ဆောက်မယ်ပြီးတော့စာနဲ့ရေးပြပါနော်ကဲရေးလို့ပြီးသားပြီလို့ထင်ပါတယ်အဲဆိုရင်ဒီချက်နဲ့ဖြည့်တိုက်ကြည့်မယ်ခု10ရာထောင်တောင်โอเคထည့်ပြီးဟိခု10ရာထောင်တောင်ကဲကိန်းလေးတွေထည့်မယ်10 9 8 7 6 ၃ည၇၉၈စာနဲ့ရေးကြရအောင်ဟိစာနဲ့ရေးပါပြီ editor ်တတောင်းတတဝေမူရေးဆတတတဝေတို့တာအေးချံတဲ့တောင်းဝေချံနှလုံးပေါင်းတောင်းတတောင်းထောင်းကရေးစရာလိုသလားမလိုဘူးပြီးတော့ခွန်နှစ်ခါခွေတကြောင်ငင်ခုနာငေးဆတနှစ်ခွန်နှစ်ရကရေးကြရခွန်နေရနောက်တစ်ခုက60ကကြီလုံးနှင်းချောင်းငင်ကိုဝေချံနှလုံးပေါင်းကိုစာလင်းရပလက်တော့60 90ပြီးတော့8ရကဟထုဆတ80 90ရှစ်နောက်ဆုံးရဲ့အရှိမအောက်ကမြင်ကိုထက် ဒါပါပဲရှင်မင်းတို့လောက်ထားတာနဲ့တူရဲ့လားအဆင်ပြေရဲ့လားပြီးပြီဆိုရင်ဒီချေတို့ကဂါကြီးလေးကိုတားရအောင်ဂါကြီးโอเคအဲ့ဒီဂိမ်းလေးကိုဒိုရီကဇယားွက်လုပ်မယ်ပြီးတော့ရင်စာနဲ့ရေးပါမယ်ကဲအာဆိုလို့ရှိရင်ဒီချက်ဗီဒီယိုလေးကိုရက်ပြမင်းတို့ကစူးစမ်းကြည့်ပေးပါအောင်ကဲဗီဒီယိုလေးရက်လိုက်ပါပြီးတော့မှပြန်ဖွင့်ပါနော် ဟုတ်ပြီလို့လို့ပြီးသားပြီလို့ထင်ပါရတယ်။အဲ့တော့ဒီချက်ကအချိန်နဲ့ဖြည့်တိုင်းမဲ့ခု10ရာထောင်တောင်ဟုတ်ပြီဟေ့အဲ့တော့ထည့်ပြီးခု10ရာထောင်တောင်ကဲထည့်မယ်နော်ကိုတုံညာတုံညာကိုတုံညာဟုတ်ပြီအဲ့ဒီဂိမ်းကိုဖတ်ကြည့်ကြည့်ပါဦး9090 yes အဲ့ဒါလေးကိုစာနဲ့ရေးမယ်လာရေးကြရအောင်ခါစီလုံးနင်းချောင်းကိုဝေဇန္တလုံးပေါင်းကိုတဝေတို့တာရေးကြငဲ့တောင်းဝေဇန္တလုံးပေါင်းတောင်းကိုတောင်းပြီးသားတော့90 90ကာတီတော့နင်းချောင်းကိုဝေဇန္တလုံးပေါင်းကိုစာလင်းရပလက်တစ်90ရပြီနော် yes ရတာပါပြီရှင့်ဒါတို့တမလို့ရေးထားတာ ਨੇ ရောတူရဲ့လား နော်โอเคဒီချက်နီးအတိုင်းတို့လို့ရှိရင်မတူကြအကြောင်းမရှိဘူးမရရအကြောင်းမရှိဘူးနော် ဟုတ်ပါပြီအားဆိုရင်ဒီချက်တို့ကဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်မလုပ်ခဲ့ကြတဲ့လဲ မလုပ်ခဲ့ကြတယ်လေတီချေရူတတောင်းအထက်ကိန်းလေးတွေကိုဒို့တွေရေးခဲ့ကြတယ်ဖတ်ခဲ့ကြတယ်အုပ်စုလိုက်အုပ်စုလေးတွေနဲ့လိုက်ပြီးတော့မှသူတို့ကအုပ်စုလေးနဲ့ပေးထားတာကိုတီချေရူကကိန်းနဲ့ရေးတယ်ပြီးသားလို့ရှိရင်စာနဲ့ဖတ်တယ်နော် sorry ဒီတိုင်းဖတ်တယ်ပြီးသားရင်စာနဲ့ရေးကြတယ်နော်အဲ့တော့တတောင်းအထက်ကိန်းလေးတွေကိုမင်းတို့ကရေးတက်ပြီးဖတ်တက်ပြီးလား yes အဲ့ဒါလေးတွေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီချေရူကနောက်ဗီဒီယိုမှာနောက်ထပ်သင်ခန်းစာလေးကိုဆက်သွားကြမယ်နော် ဟုတ်ပြီအားစင်ဗီဒီယိုနံပါတ်4မှာပြန်တွေ့ပါမယ်ဒီချက်ကိုဒီနေ့ရေးထားသမျှစာမျက်နှာလေးတွေကိုဓာတ်ပုံရိုက်ပြီးတော့ Telegram group မှာပဲဖြစ်ဖြစ်အဲတော့ more in Facebook ဒီဗီဒီယိုရဲ့အောက်က comment box မှာပဲဖြစ်ဖြစ်အင်စာလေးပို့ပေးပါနော် Okay အားဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ကြရအောင်ဗီဒီယိုနံပါတ်4မှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်